စစ်ကောင်စီရဲ့ငလင်ပေးအကူအညီပြည်သူတွေမရငလင်ပေးတင့်ဒေတာတွေကိုပြန်လည်ထူထောင်ရေးလုပ်ဖို့ဗတ်ကျငွေတွေချထားပေးမယ်ပြည်သူတွေလက်ထဲအမှန်တကယ်မရောက်ရှိဘူးလို့ငလင်တန်တင့်ပြည်သူတွေကပြောပါတယ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေတဆင့်စကိုင်းတိုင်းဒေသကြီးအတွက်ငွေကျပ်9ဘီလီယံမန္တလေးတိုင်းဒေသကြီးအတွက်ငွေကျပ်6ဘီလီယံလက်ဝယ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ အလားတူနေပြည်တော်ကောင်စီနယ်မြေအတွက်70ဘီလီယံနဲ့ရှမ်းပြည်နယ်အတွက်9ဘီလီယံကိုလည်းထပ်မံပေးအပ်ခဲ့တယ်လို့လည်းသိရပါဗျ။အဆိုပါထောက်ပံ့မှုတွေဟာအမှန်တကယ်ပြည်သူလက်ထဲကိုမရောက်ရှိဘူးလို့ဆိုပါတယ်။ထောက်ပံ့ငွေကလုံးဝမရဘူး၊ပေးလည်းမပေးဘူး။ပရာဟိတလာလူတဲ့သူတွေကပဲတအိမ်တောင်ကို3000ပေးတယ်။အဆိုရကထောက်ပံ့တာလုံးဝမရဘူးလို့မန္တလေးကငလင်တန်တင့်တူကပြောပါတယ်။ပြည်တွင်းပြည်ပအလူရှင်တွေက လူဒန်းငွေဟာဧပြီ24ရက်အထိ ချက်135ဘီလီယံကျော်အမေရိကန်ဒေါ်လာ2.4တန်းကျော်ကိုရီးယားဝမ်5တန်းအိန္ဒိယ UB 15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3000ကျော်တို့ကိုလက်ခံရရှိထားတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စကိုင်းတိုင်းနဲ့နေပြည်တော်ကလည်းထောက်ပံ့ကြေးတွေလုံလောက်လောက်မရဘူးလို့ဆိုပါတယ်။ကိုရီးယားကဝန်ထမ်းလေသူတို့ထောက်ပံ့မရမှာပေါ့။ထောက်ပံ့တော့လေဝန်ထမ်းမိသားစုတစုကိုတပေါင်းချက်ဥ3လုံးဆန်လေးနှစ်ဖူး။ ဒါပဲထောက်ပံ့နေပြီးတော့ကိုရီကနေစရာမရှိလို့ဖျားရင်ပြင်မာလာနေရတာဒါအတောင်ယုံတက်ဖို့ပြောသေးတယ်ယုံတက်ဖို့အဆင်မပြေရင်လမ်းဘေးကနေအလုတ်လုတ်ဆိုပြီးပြောတယ်ထောက်ပံ့ခြင်းမရတဲ့အပြင်အလုတ်ကိုကိုလုံနေရတယ်လို့နေပြည်တော်မှာတာဝန်ကျနေတဲ့ငလင်တန်တဲ့ဝန်ထမ်းတအူးကပြောပါတယ်